ဆာရီသူဆရာတက်လုံးရေးသားထားတဲ့တတရနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကစိတ်ကူးစိတ်တန်အံ့ဗနန်းဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမရစာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။စိတ်ကူးဆိုတာစိတ်ကအာယုန်တွေနဲ့ကူးလူဆက်ဆံခြင်းအာယုန်တို့နဲ့ကူးတန်သွားလာခြင်းကိုဆိုလိုပါတယ်။ဒါကြောင့်အကျွန်ုပ်ရဲ့အယူအဆကိုဖော်ပြရရင်စိတ်ကူးဆိုတာ ်စိတ်နဲ့ရှုမြင်ခြင်းစိတ်နဲ့ကြားနာခြင်းစိတ်နဲ့အနက်ခံယူခြင်းစိတ်နဲ့ထိတွေ့ခြင်းစိတ်နဲ့စိတ်ကိုဆက်ဆံမှုပြုခြင်းတို့ကိုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ရှေးခေတ်တွင်လည်းမတူညီပဲအခုခေတ်မှာသိပ္ပံပညာရဲ့ဟာအလွန်တရာထွန်းကားချဲ့ထွင်နေတယ်။ဒါကြောင့်မို့လို့ကျွန်ုပ်တို့ဟာသိပ္ပံပညာရဲ့အကျိုးကျေးဇူးကြောင့်ရုပ်ပိုင်းဆိုင်ရာတတောင့်တတာဖြစ်မှုတွေစီးစိမ်တွေ အတုံးဆောင်တွေကိုထိတွေ့ခံစားနေကြရပါပြီ။စိတ်ပိုင်းဆိုင်ရာဖျော်ဖြေမှုတွေကိုလည်းသိပ္ပံပညာရက်ကတက်အားသရွေ့ဖြည့်ဆည်းပေးထားလို့ကျွန်ုပ်တို့စိတ်အပန်းဖြေစရာတွေရှိနေပါပြီ။ရုပ်ရှင်၊ဗီဒီယို၊ TV ၊ကွန်ပျူတာ၊အင်တာနက်အစရှိတဲ့သိပ္ပံပညာရက်ရဲ့ပံ့ပိုးကရိယာတစားပလာတွေနဲ့ကျွန်ုပ်တို့ရဲ့အာယုံဖျော်ဖြေနိုင်စရာတွေမကုံဆုံးနိုင်အောင်ပင်တပုံတပင်ရှိနေပါတယ်။ဒါပေမဲ့ဒီနေ့ကျွန်ုပ်တို့ဟာ စိတ်ရဲ့ငြိမ်းအေးချမ်းသာမှုအပြည့်အဝရရှိနေကြပါပြီလားရရှိနေပါပြီလို့ဖြေဆိုရင်တန်တရားရှိစရာဖြစ်တော့တယ်ရုပ်ရှင်စကားတကားကိုကြည့်လိုက်ရင်ဖူလုံပြီးတော့နောက်ထပ်ကြည့်စရာမလိုပဲနေလားဝေးလီစွာအခုတကားကိုကြည့်မိခြင်းအပြင်နောက်ထပ်ရုပ်ရှင်ကားတွေကိုထပ်မံကြည့်လို့တဲ့စံတော့ဖြစ်ပေါ်စေပါတယ်ဗီဒီယိုကလည်းအဲ့လိုပါပဲ TV ဆိုရင်လည်းတစ်နေ့တစ်ရက်ကြည့်ရုံနဲ့မဖူလုံပါဘူး အထက်ထက်ကြည်လိုစိတ်ကိုသာနှိုးဆွပေးပါတယ်။ခြုံငင်းခြင်းရလဲချမ်းသာမှုဖြစ်ပြီးတော့အစ်စ်အစ်စ် ဖြစ်ပေါ်နေတာပူလောင်ဆင်းရဲလာပါတယ်။အလိုဆန္ဒတွေရလဲပြေဝပြီးတော့ဆက်လက်မဖြစ်ပေါ်ပဲခြုံငင်းခြင်းတည်သာလျင်အင်းငင်းခြင်းကိုပေးနိုင်ပါတယ်။လိုအင်ဆန္ဒအစ်စ်အစ်စ်တွေထမနာဖြစ်ပေါ်နေခြင်းအပြင်ကျွန်တို့ရဲ့စိတ်ဟာပူလောင်ခြင်းဖြစ်လာပါတယ်။စင်စစ်မှာတော့လူသားတွေရဲ့စံဓာနဲ့လှုပ်ရှားလှုပ်ကိုင်းမှုတွေဟာ စိတ်ကူးကပဲပောက်ဖွားဖြစ်ပေါ်လာရတာဖြစ်လေတော့ကျွန်တို့ကစိတ်ကူးကိုကောင်းစွာသဘောပေါက်နားလည်ထားတင်ပါတယ်စိတ်ကူးရဲ့သဘောတဘာဝတွေကိုကြင်ညက်စွာလေ့လာသိရှိထားတင်တယ်စိတ်ကူးရဲ့စွမ်းအင်အားထက်မြက်တယ်လူသားရဲ့အစ်စ်မြင့်အနေအထားတို့ ရှိုးဝင် ပြောင်းလဲရေးမှာစိတ်ကူးရဲ့အခန်းကဏ္ဍကလွန်စွာမှပင်အရေးပါပါတယ်ကောင်းတဲ့စိတ်ကူအားမှာကောင်းတဲ့စကားကိုထွက်စေတယ်ကောင်းတဲ့အမှုကိုပြုလုပ်စေတယ် မကောင်းတဲ့စိတ်ကူးကူးနေတဲ့ပြေကာလာပတ်လုံးကျွန်တော်တို့ရဲ့အပြောဆိုဟာ၎င်းအပြုအမူဟာ၎င်းမကောင်းတဲ့အပြောဆိုတွေမကောင်းတဲ့အပြုအမူတွေသာလျင် မုတ်ချဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာစိတ်ကူးကိုပေါ့ပေါ့တန်တန်သဘောမထားကြပဲထိမ့်ကုတ်ပြီးမှတော်တော့မယ်။ပဲ့ကိုင်ပြီးမှလမ်းကောင်းရောက်ပါလိမ့်မယ်။စက်မှတ်ပြီးမှကောင်းတာတွေဖြစ်တော်မယ်။အထိမ့်ကုတ်မရှိတဲ့စိတ်မှာစိတ်ကူးပေါင်း16000ဟာဝင်လိုက်ထွက်လိုက်နဲ့ ဘယ်စိတ်ကူးကမှကြာကြာကလေးတည်ငြိမ်စွာ တည်နေခြင်းမရှိပါဘူးဒီလိုစိတ်မျိုးကိုနေ့စဉ်သုံးစကားနဲ့ဆိုရရင်တမာတိမရှိတဲ့စိတ်မျိုးလို့ခေါ်ဝေါ်ပါတယ်ဒီလိုဗယံဗရာနိုင်လာတဲ့စိတ်ကူးတို့ဖြစ်ပေါ်နေရအောင်အလိုလိုက်လက်ခံထားလို့ရှိရင်ကျွန်တို့ဟာစိတ်ကူးစွမ်းအင်ကိုအကျိုးမဲ့ဖြုံးတိရာရောက်ပါတယ်အာကုံစင်ပြီးအကျိုးမထင်ဖြစ်ရပါတယ်ထိန်းကုတ်ထားတဲ့စိတ်မှာတော့ စိတ်ကူးကဥတီချက်တစ်ခုစီတို့၎င်းလိုလားပြီးရွေးချယ်ထားတဲ့အာယုံတစ်ခုရဲ့စီတို့၎င်းစူးစိုက်ရောက်ရှိပြီးတော့စိတ်ကူးရဲ့စွမ်းအင်အားလုံးဟာအလေအလွတ်မရှိတစ်ခုရဲ့မှသာပြေဝစွာတက်ရောက်နေပါတယ်လူရဲ့အုံနောက်မှာကွန်ပျူတာရဲ့ဂုံသတ္တိအားလုံးရှိတယ်ကွန်ပျူတာထပ်ပင်ပိုးတဲ့ဂုံသတ္တိရှိတယ်ဒါကြောင့်မို့လို့အုံနောက်ကိုစက္ကရိယာတစ်ခုတစ်ပွဲအသုံးပြုနိုင်တဲ့စိတ်ကူးဟာလိုရာပန်းနိုင်ရောက်အောင် သူ့ဘာသာသူ အုံနောက်ကိုကင်တွင်အသုံးပြုသွားနိုင်ပါတယ်။အဲဒါကြောင့်ပဲခေအဆက်ဆက်ကဂန္ဓာယီပညာရှင်တိုင်းကပင်စိတ်တည်၎င်းစိတ်မှထွက်ပေါ်ကွမြူလာသောစိတ်ကူးသည့်၎င်းအလွန်တရာကြီးမားထက်မြက်လာသည့်စွမ်းအင်ကို ပိုင်ဆိုင်ထားသောဖွင့်ဟထုတ်ပေါ်ကြီးညာခဲ့ကြခြင်းဖြစ်ပါတယ်။စိတ်ကူးကို ပြုလို့ရခက်ခဲပါသလား။တကယ်တော့လူတိုင်းဟာလွယ်လွယ်ပဲစိတ်ကူးနိုင်ကြတယ်။စိတ်ကူးတယ်ဆိုတာ ကျွန်ုပ်တို့လူမှန်းတိတက်ဆကာလကလေးကတက်ကျွမ်းလာတဲ့အတတ်ပညာပဲဖြစ်ပါတယ်။ဒါပေမဲ့စိတ်ကူးရဲ့စွမ်းအင်ကိုတော့လူတော်တော်များများပင်နစ်နစ်နော်နော်မသိကြပါဘူး။စိတ်ကူးရဲ့စွမ်းအင်ဟာရုပ်ဝိတ္ထုနည်းမြေဘာဝုံးကိုပင်ကျော်လွန်နိုင်တာဖြစ်တာကြောင့်စိတ်ကူးရှင်လူသားထက်ပင် စွမ်းအင်ထက်မြက်နေတာကိုပို၍ပင်မသိကြနားမလဲကြဘူး။ဒီလိုမသိနားမလဲမှုကြောင့်ကျွန်ုပ်တို့အားလုံးဟာ အဆင့်ကွဲပြားခြင်းမှာကွဲပြားမယ်စိတ်ကူးစွမ်းအင်ကိုတော့အတိမရှိပဲမှားယွင်းအတုံးချမိနေခြင်းတွင်ရှိကြပါတယ်ဒီလိုနဲ့မရည်ရွယ်ပင်မဲ့အနည်းငယ်ကိုဖြစ်ပေါ်စေမိကြပါတယ်လူများစုအထင်လွဲမှားနေခြင်းလည်းရှိသေးတယ်ကျွန်တို့ရဲ့စိတ်ကူးဟာကျွန်တို့နဲ့သာသက်ဆိုင်နေဆိုရာမျိုးကျွန်တို့ရဲ့စိတ်ထဲမှာဖြစ်ပျက်နေခြင်းတွေဟာတခြားလူကိုဘယ်အနည်းငယ်မှမပေးနိုင်ဘူးလို့ဆိုရာမျိုးဒီလိုအထင်လွဲမှားခြင်းနေရှိနေကြပါတယ် စကြဝဠာကြီးကိုထိန်းထားတဲ့နိယာမတရားတွေရဲ့မှာအံဝင်ညီညွတ်မှုနိယာမ Lord of Harmony ကလည်းတစ်ခုအပါဝင်ဖြစ်ပေရာလူတဦးတယောက်ရဲ့စိတ်ကူးအတွေးဟာကာယကံရှင်ဖြစ်တဲ့ထိုသူသာမကပဝင်ချက်မှရှိတဲ့အခြားလူတွေကိုလည်းထိခိုက်စေပါတယ်။များသောအားဖြင့်ကျွန်တို့ရဲ့စိတ်ကူးမှုတွေဟာကျွန်တို့ရဲ့လူအင်ဆန္ဒတွေကျွန်တို့ရဲ့ခံစားမှုတွေမှသာ တရင်ဝဲဝဲနေတတ်ကြလေရာကျွန်ုပ်တို့ရဲ့စိတ်ကူးတွေရာအတ္တဆန်လွန်းတဲ့စိတ်ကူးတွေလို့ဆိုရပါလိမ့်မယ်ကျွန်ုပ်တို့ရဲ့မိသားစုအယူအဆွဲတွေမျိုးရိုးအယူအဆွဲတွေဘာသာရေးအယူအဆွဲတွေစတာတွေရာကျွန်ုပ်တို့ရဲ့စိတ်ထဲမှာပြော့ချောင်းတွေကိုထိုးထားလေရာကျွန်ုပ်တို့ရဲ့စိတ်ကူးတွေဟာအချုပ်အချယ်မိပြီးများသောအားဖြင့်ပြော့ချောင်းအလိုက် ဖြစ်မိသွားတတ်ကြပါတယ်ဒီလိုနဲ့ကျွန်ုပ်တို့ရဲ့စိတ်ကူးတွေဟာ ဗလိုက်ချင်းတွေတရသေးမှတ်ဆွဲမှုတွေကြိုတင်ပြထန်တာရဲ့နှစ်သက်မှုမနှစ်သက်မှုတွေနဲ့ရောပြနေတတ်ပါတယ်တကယ်ဆိုရင်ကျွန်တို့ရဲ့စိတ်ကူးတွေဟာအတ္တကြိုကြည့်တဲ့စိတ်ကူးလောဘအောင်အခြေခံတဲ့စိတ်ကူးဒေါသအောင်အခြေခံတဲ့စိတ်ကူးခွဲခြားကန့်သတ်မှုပေါင်းတဲ့အချုပ်ချယ်ခံရတဲ့စိတ်ကူးစတာတွေသာဖြစ်တတ်ပြီးဟာအများတကာနဲ့ဆက်ဆံရာဖြစ်တဲ့စိတ်ကူးအလွှာစိတ်ကူးကဘာကြီးကိုညဉ့်ဉန်းမှုဖြစ်စေပါတော့တယ် ဒီလိုဖြစ်လေတော့ကဘာတော်မှာမငြိမ်မသက်ဖြစ်မှုခိုင်ရန်ဖြစ်ပွားမှုစတာတွေမှာကျွန်ုပ်တို့တူဦးချင်းအနေနဲ့လဲတာဝန်ရှိတဲ့သလောက်ရှိနေတာကိုသဘောပေါက်နိုင်ကြပါလိမ့်မယ်။စင်စစ်အဖြစ်ဆိုရင်တော့လူသားတွေရဲ့စိတ်ကူးညဉ်ညံ့မှုဟာတာဝန်ချင်းညဉ်ညံ့မှုထက်ပိုပြီးတော့အရေးကြီးတယ်လို့ကန္နာယီအတက်ပညာရှင်ကန္နာယီဆရာကြီးတွေကယူဆကြပါတယ်။ဒါကြောင့်လဲဆိုတော့ကျွန်ုပ်တို့ရဲ့စိတ်ကူးအတွေးကစိတ်ကူးပုံတံတန်း thought form တွေကိုဖြစ်ပေါ်စေတယ်လို့အဲ့ဒီဆရာကြီးတွေကပဲမိတ်ဆိုကြတယ်။ဒီစိတ်ကူးပုံသဏ္ဍာန်တွေကိုတာမန်မျက်စိနဲ့တော့မမြင်ကြရပါဘူး။အထွေထွေတွေးတော ပေးခြင်းဖြင့်၎င်းလူအများစုပေါင်းပြီးအာယုံတစ်ခုတည်းကို တွေးတော ပေးခြင်းဖြင့်၎င်းစိတ်ကူးပုံသဏ္ဍာန်တွေကခိုင်မာအားကောင်းလာကြတယ်။ဒီအခါအဲ့ဒီပုံသဏ္ဍာန်တွေကြီးစိုးရာနေရာသို့ရောက်လာခဲ့သောရောက်လာတဲ့ရဲ့စိတ်ခံစားမှုအနေအထားတွေကို ထိုစိတ်ကူးပုံတံတန်တွေကပြုပြင်ချဲလဲပေးနိုင်တယ်လို့ဆိုပါတယ်။ဒီလိုဖြစ်လေတော့မကောင်းတဲ့စိတ်ကူးတွေကြောင့်မကောင်းတဲ့စိတ်ကူးတံတန်တွေလွှမ်းမိုးနေရဖြစ်တဲ့လူအများစုရှိတဲ့နေရာကိုရှောင်ကျင်ပြီးလူသူအယောက်အပေါက်နေတဲ့နေရာသူတော်စင်တွေသတင်းသုံးတဲ့နေရာတို့တွားပြီးကောင်းမှုပြုကြကုန်သောသူတွေဟာစိတ်ရဲ့ပြိုလျွယ်လာမှုကိုလက်တွေ့ခံစားပြီးအာယုံစူးစိုက်မှု တရားစင်ခြင်းမှုတို့အတွက်ကြီးစွာသောအထောက်အကူတွေကိုရရှိကြပါတယ် ပုံကိုတူးချင်းအလိုက်ဆိုရင်ကျွန်ုပ်တို့ရဲ့စိတ်ကူတွေဟာကျွန်ုပ်တို့ကိုစိတ်ပိုင်းအဖြစ်၎င်းရုပ်ပိုင်းအဖြစ်၎င်းထိရောက်ကြတယ်။ကြွယ်ဝမှုလိုပါရှိမှုကိုတူးတဲ့ပျော်ရွှင်မှုစတဲ့အတ္တတွင်ရစ်ပတ်ထားတဲ့စိတ်ကူတွေဟာတွေးပံများတဲ့စိတ်ဇရိုက်တွေဖြစ်လာကြတယ်။ဒီစိတ်ဇရိုက်တွေဟာကျွန်ုပ်တို့ရဲ့စိတ်မှာပြော့ချောင်းတွေကိုထိုးပေးရ။နောက်စိတ်ကူတွေဟာဒီပြော့ချောင်းတွေအတိုင်းပဲသွားတတ်ကြတယ်။ ဒီခါမှာကျွန်တော်တို့ရဲ့စိတ်ကိုယ်တွေကဘောင်ခတ်ပြီးတော့ကန့်သက်ချုပ်ချယ်ခြင်းကိုခံကြရပါတော့တယ်။ဒီစိတ်ကိုယ်တွေကနေထွက်ပေါ်လာတဲ့ပြုမှုဆောင်ရွက်ချက်တွေဟာအကန့်အသတ်အချုပ်အချယ်နဲ့သာ ဖြစ်ကြကုန်တယ်။အထက်မှာရေးသားခဲ့သလိုပဲကျွန်တော်တို့ရဲ့စိတ်ကိုယ်တွေဟာမကောင်းမိစ္ဆာစိတ်ကိုယ်တွေကများပြားတက်လို့ကျွန်တို့ရဲ့အပြောအဆိုပြုမှုဆောင်ရွက်ချက်တွေဟာလည်းမကောင်းမိစ္ဆာရဲ့မိတ္တူမူတွေသာဖြစ်ကုန်ကြရပါတယ်။ဒီလိုနဲ့ကျွန်တို့ရဲ့သိခါပိုင်းဆိုင်ရာ တိုးတက်မှုဟာ ဆုံးယုတ်ခြင်းဘက်စီတို့တိမ်ပါလာရပါတော့တယ်။တဖန်ကျွန်တို့ရဲ့စိတ်ကူးတွေကပဝင်းကျင်တို့ပင်တင့်ရောက်လေရာလူအများကိုမကောင်းတဲ့ဘက်ကနေစိစော်ပေးရာရောက်ပါတယ်။ဒီလိုမျိုးတဆင့်တဆင့်စင်ပွားစင်ကျင်သောကျွန်တို့ရဲ့စိတ်ကူးကကျွန်တို့တဦးချင်းရဲ့ကိုကြီးကိုယ်တာမဟုတ်တော့ပဲကဘာတော်လုံးအတွက်ပင် ရှက်နွယ်ပြီးတာဝန်ရှိတဲ့လောက်ရှိနေပါတယ်။အတွင်းစိတ်ကူးရဲ့စွမ်းအင်အရင်းမြစ်ကိုအထက်မသေးပါနဲ့ တဘာဝရဲ့စွမ်းအင်နေစိတ်ဝင်စီးစင်ရလမ်းကြောင်းဟာလူသားရဲ့စိတ်ကူးအတွေးသာဖြစ်ပါတယ်။တရုပ်စာပေမှာစိတ်ကူးနဲ့ပတ်သက်တဲ့စလုံးအခရာတစ်ခုမှာစိတ်နဲ့အတန်ကို ပေါင်းဆက်ထားခြင်းဖြစ်ကြောင်းကျွန်ုပ်ရေးသားဖော်ပြခဲ့မှုပါတယ်။အခုဒီနေရာမှာထပ်မံဖြည့်ဆွတ်အစီရင်ခံလို့ကတော့ကွန်ယင်းဆိုတာအတန်ကို ကြည့်သူဆိုတဲ့အဓိပ္ပာယ်ကိုဆောင်းလေးရာစင့်ပွားစင်ချင်းယူကြမယ်ဆိုရင် ကွန်ယင်းမေတော်ဟာ ျွန်ုပ်တို့ရဲ့အတွေးစိတ်ကူးတွေကို ထောင်ဝစဉ်ကြည့်ရှုနေတယ်ဆိုပြီးတော့မှတ်ယူနိုင်လေရာကောင်းတဲ့စိတ်ကူးမိမိကိုအကျိုးပြုတဲ့စိတ်ကူးလောကကိုအကျိုးပြုတဲ့စိတ်ကူးတွေကိုသာကျွန်ုပ်တို့လက်သင့်ခံမွေးမြူအားပေးတင်မှာကြောင်းဖြင့်တင်ပြလိုက်ရပါတယ်။ဒီညလေးမှာတော့ဆရာတက်လုံချင်းတွင်းမဂ္ဂဇင်းမှာရေးသားထားခဲ့တဲ့စိတ်ကူးစိတ်တန်းအံပနန်းဆိုတဲ့ကောင်းစဉ်လေးကတော့ပြီးဆုံးတော့ပါပြီရှင်။ဒီကောင်းစဉ်လေးကိုကောင်းနှုတ်ဖတ်ပြထားတဲ့စာအုပ်လေးကတော့ တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်လေးဖြစ်ပါရဲ့ရှင်။စာရေးသူကတော့ဆရာတက်လုံးဖြစ်ပါရဲ့ရှင်။